လက်ရှိကဘယ်လိုဖြစ်လဲဆိုတော့ကိုကစာရေးတာစိတ်ကွင်းရင်စာရေးเสียမှာမဟုတ်ဘူးကျွန်မအဲ့ဒီအခါကျတော့တိုင်းပြည်မှာအခက်အခဲတစ်ခုခုဂျုံနေကိုတိုင်းကိုကြားမဟုတ်ဘူးပြည်သူလူထုအကြုံပြီးဆိုရင်ကိုကနေမတက်ထိုင်မတက်ဖြစ်တာပေါ့နော်ခံစားရတယ်အဲ့ဒီအခါမှာကြပြားလေးတပုတ်လောက်ရေးလိုက်ရင်နည်းနည်းနေသာသွားတယ်ပေါ့နော်ကိုစိတ်ကိုဖြေလျှော့တယ် အများကိုလည်းအားပေးရရောက်တယ်ပေါ့နော်အဲ့ဒီသဘောနဲ့အဲ့လိုကြပြားလေးတွေရေးဖြစ်တယ်နောက်ပြီးတော့ကိုယ့်ရဲ့ဖြတ်သန်းမှုတွေကို ပြန်ပြောင်းပြီးတော့ပေါ့နော်နောင်လောင်နောက်သားတွေတည်အောင်ဆိုပြီးတော့စကပြေလေးရေးဖြစ်တယ်မင်္ဂလာပါကလောင်နာမည်မအီပါခုနှစ်ခုနှစ်ခုနှစ်လောက်ကစတင်ဝင်ရောက်ခဲ့တယ်ကြပြားနဲ့ဝင်ရောက်ပါတယ်စောက် အားလုံးပေါင်းရင်တော့ဦး20လောက်ရှိပြီကြ བྱ ရောစောင်းပါရောဝတ္ထုရောပေါ့နော်စညွှန်းရေးတာတော့ရေးပြတာအဲ့လိုပေါ့နော်ဟိုကိုကစာရေးတာတခုပဲလောက်တတ်တယ်အဲကြ བྱ ဆီယမအဖြစ်နဲ့ကထမင်းမဝနိုင်ဘူးအဲ့တော့ကို့မှာလည်းကလေးရှိတယ်ဆိုတော့ဒါငွေချေးအရာလည်းဟုတ်တယ်ပြီးတော့ဆွေမျိုးတွေကလည်းဒီလောကထဲမှာရှိတယ်ပေါ့နော် အရွှေတွန်းထွန်းလွင်နောင်ထွန်းလွင်ညီထွန်းလွင်အဲ့လိုရှိတော့သူတို့အခုအညီနဲ့ပေါ့နော်အဲဇာညွန့်လေးရေးကြည့်ရင်ကောင်းမလားသူတို့ကလည်းအားပေးတယ်ပေါ့နော်ရေးပါဆိုတော့အဲ့လိုအဲ့လိုရေးပြစ်သွားတယ်ပေါ့ရေးပြစ်တဲ့အခါကျတော့အဲ့လိုမမဆိုတဲ့နာမည်တခုယူပြီးရေးလိုက်တယ်ပေါ့နော်ဒါပါပဲအခက်အခဲဆိုတော့တချို့ကိစ္စတွေက ဟိုရှင်းပြလို့မရတာရှိတယ်ပေါ့နော်ဥပမာပေါ့ journal editor ဂျုံမှန်နဲ့ဒါပေမဲ့ကျမတာဝန်ယူရတာဆောင်းပါအဲ့ဒီမှာဘာဖြစ်လဲဆိုတော့သတင်းတစ်ပုဒ်နဲ့ပတ်သက်ပြီးတော့တရားစွဲတော်ခံလိုက်ရတာအဲပထမဆုံးတတိယခံကရေးတဲ့သူသတင်းတောက်ပေါ့နော်နေရာသတင်းတောက်အဲနှစ်က editor ဂျုံအဲ့ဒီအချိန်မှာကျမဟိုဆောင်းပါပဲတာဝန်ယူရတယ်လို့ပြောလို့မရဘူး အဲဒီဒါချုပ်ဖြစ်တဲ့အတွက်နံပါတ်1တရခန်းထုတ်ဝေသူကနံပါတ်3အဲအမှုတမှုကိုရင်ဆိုင်ရတာနှစ်နှစ်ကြာတယ်ဒါပေမဲ့ကံကောင်းထောက်မှဆိုတာအဲကျမတို့ကအနိုင်ရသွားတယ်ပေါ့နော်ကဲကော လက်ရှိကလက်ရှိကဘယ်လိုဖြစ်လဲဆိုတော့ကိုကစာရေးတာစိတ်ကွင်းရင်စာရေးเสียမှာမဟုတ်ဘူးကျွန်မအဲ့ဒီအခါကျတော့တိုင်းပြည်မှာအခက်အခဲတစ်ခုခုကြုံနေကိုတိုင်းကိုကြားမဟုတ်ဘူးပြည်သူလူထုအကြုံပြီးဆိုရင်ကိုကနေမတက်ထိုင်မတက်ဖြစ်တာပေါ့နော်ခံစားရတယ်အဲ့ဒီအခါမှာကြပြားလေးတစ်ပုတ်လောက်ရေးလိုက်ရင်နည်းနည်းနေသာသွားတယ်ပေါ့နော် ဟိုကိုယ်စိတ်ကိုဖြေလျှော့တယ်အများကိုလည်းအားပေးရရောက်တယ်ပေါ့နော်အဲ့ဒီသဘောနဲ့အဲ့လိုကြပြားလေးတွေရေးဖြစ်တယ်နောက်ပြီးတော့ကိုယ့်ရဲ့ဖြတ်သန်းမှုတွေကိုပြန်ပြောင်းပြီးတော့ပေါ့နော်နောင်လောင်နောက်သားတွေတည်အောင်ဆိုပြီးတော့စကပြေလေးရေးဖြစ်တယ်ကြပြားလေးကတော့လူပြောက်ကြညာကျမတို့နိုင်ငံမှာအဲ့လိုပေါ့နော်စစ်ဘေးကြောင်တစ်မျိုးပေါ့နော်အဲ့ဒီသဘာဝဘေးဒဏ်တွေကြောင်တစ်မျိုး အဲ့လိုငတ်မှုခေါင်းမာခြင်းဘေးရန်နေကြောင်းတမျိုးတချို့ကရဝေးထွက်ကြတယ်နိုင်ငံညာထွက်ကြတယ်တချို့ကကိုမျိုးကနေအပြင်ထွက်တယ်အိမ်အပြင်ထွက်တယ်အိမ်ပြန်နေကိုမျိုးအပြင်ရောက်တယ်နိုင်ငံအပြင်ရောက်တယ်ညီမျိုးမျိုးနဲ့ပျောက်သွားကြတယ်ပေါ့နော်လူတွေကျမတို့သားသမီးတွေမြင်းမြစ်တွေအဲ့ဒါတွေကိုဒီငလျင်းကြတော့ပိုဆိုးတာပေါ့နော်ငလျင်းကြတော့ပိုပြီးခံစားရတာပေါ့အဲ့တော့လူပြောက်ကြော်ညာတရတိသေးချင်းတို့လူချင်း တို့ညမလေးပျောက်ပါတယ်။တပြေပင်အောက်ကကောက်ရတယ်။တပြေသီးသီးချင်းတို့လူချင်းတို့ညမလေးပျောက်ပါတယ်။မယန်းပင်အောက်ကကောက်ရတယ်။မယန်းသီးသီးချင်းတို့လူချင်းတို့ညမလေးပျောက်ပါတယ်။စစ်ဘေးရှောင်စခန်းကကောက်ရတယ်။စစ်ဘေးရှောင်ချင်းတို့လူချင်းတို့ညမလေးပျောက်ပါတယ်။မီးလောင်ပင်ကကောက်ရတယ်။ကျော်မီးလောင်ချင်းတို့လူချင်းတို့ညမလေးပျောက်ပါတယ်ပြာပုံထဲကကောက်ရတယ် ပြာပုံလွင့်ချိန်တို့လူချိန်တို့ညမလေးပျောက်ပါတယ်။ဘုံစံချားကကောက်ရတယ်။ဘုံသီးသီးချိန်တို့လူချိန်တို့ညမလေးပျောက်ပါတယ်။စစ်ပွဲတွေကကောက်ရတယ်။စစ်ပွဲနှွဲချိန်တို့လူချိန်တို့ညမလေးပျောက်ပါတယ်။ရေဘေးတုံးကကောက်ရတယ်။ရေကြီးတဲ့ချိန်တို့လူချိန်တို့ညမလေးပျောက်ပါတယ်။အုပ်ပုံအောက်ကကောက်ရတယ်။အုပ်ပုံရှင်းချိန်တို့လူချိန်တို့ညမလေးပျောက်ပါတယ်။ တကြိုဆက်နာကကောက်ရတယ်မိစကြိုချင်းတို့လူချင်းတို့ညီမလေးပျောက်ပါတယ်အတန်လေးသာကောက်ရတယ်ကျမအသက်ရှူမဝမောလာပြီရေကြီးလေးတစ်ပေါက်အောက်ဆီဂျင်လေးတစ်ချက်လိုက်ခဲ့တော့ဆိုတဲ့ခေါ်တန်နေတနိုင်ငံလုံးမှာရှိတဲ့နိုင်ငံသူ နိုင်ငံသားအပေါင်းအားကတ်ကြီး၃ပါးကြော်နေနိုင်ကြပါစေစစ်မဲ့ဘေးတွေ เนาะโยคะพยาเบดิตบาวะเบดิဝေးဝေးอ่ะနေပြီးတော့ရှောင်ကွင်းနိုင်ပါစေလို့ဆုတောင်းပါအဲ့ဒါကြတော့အခုတကြံပိတ်ရင်မှာကျမအစာရစာအုပ်တိုက် drive ကိုကျမကတိပေးထားတယ်စာအုပ်တအုပ်ပြီးအောင်ရေးပေးမယ်ကျမအနေနဲ့တတ်နိုင်တာကျမအခုအသက်89ရှိပြီအဲ့ဒီမှာဖြတ်တန်းလာတဲ့အထက်အမားတွေလည်းရှိမယ်အမှန်တွေလည်းရှိမယ်အဲ့ဒါတွေကိုနောင်လောင်နောက်သားတွေကိုကျမဆရာကြီးလှုပ်တာမဟုတ်ဘူးကျမလုံမမားရအောင် အဲကျမလို့အမှန်တွေးအောင်ဘယ်ဟာလေးကိုတော့ကျမဘယ်လိုတွေးမိလဲလက်တူပြီးပြောခဲ့ချင်တာပေါ့အဲ့လောက်ပါပဲជីကြီးမမတော့ကျမအနေနဲ့မတက်နိုင်ပါဘူး